မင်္ဂလာပါခင်ဗျာဆန်ရည်သူဆရာကျွန်းစင်ကြီးဆော့ခတ်ရေးတာတော့မုံတိုင်းဖြူပြုံမတဲ့လားညမြင့်မို့လို့အမိရတယ်ဝတ္ထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာ နားဆင်ကြည့်ပါအောင်ခင်ဗျာမုံတိုင်းဖြူပြုံမတဲ့လားညမြင့်မို့ယခုနှစ်ရန်ကုန်မိုးတီခါတိုင်းနေများထက် မိုးကောင်းတက်လို့လို့ရှိသည်မိုးမုတ်တုံလေးဝင်ပြီးဆိုကြတဲ့ကနေမရှားညမရှားရွာနေခဲ့သည် ရခိုင်ကမ်းရိုးတဲ့အလဲပိုင်းကိုမုတ်တုံလေးဝင်ရောက်ဝင်နှောက်သွားသည်။မြေပုံမျိုးနယ်တွင်အများဆုံးပျက်စီးသည်။လူများတေကျမှု ကျွဲနွားတိရိစ္ဆာန်များအဆုံးရှုံး။လေယာဉ်မြေများပျက်စီးမှု လူနေအိမ်ခြေ စီးပွားရေးအဆောက်အုံများယိုယွင်းနေတာမှုတည်င်းတို့မှာနှလုံးနာပွဲရင်ထုပွဲ ကြားလာရသည်။ကျွန်တော်ဘယ်လိုမှမကြားကျင်သောတည်င်းစကားများပင်ဖြစ်သည်မတည်ငြိမ်သောစိတ်အစဉ်သည် ကျွန်တော်အားဆက်ရည်ရန် မိတို့အမြအခွင့်အလမ်းမသေးတော့အမြင်အာယုံများပြတင်းပေါက်ကိုကြော်ပြီးအိမ်နောက်ဖေးချီစိမ့်ဖတ်နေသောလေဝင်ပြင်းကြီးစီတို့ရောက်ရင်နေသည်မိုးကတော့ရွာမြဲရွာနေသည် ကျွန်တော်အာယုံတွင်မိသည့်အခါမှ ဝေဝါးသွားလိမ့်မည်မဟုတ်တော့အတိတ်ပုံရိပ်လွာဇဝင်ခမ်းများကအစီအေးကြီးနေရာယူလာကြသည် မိုးကြီးတဲထန်စွာရွာသွန်းနေသောနေ့တွင်အမေဆုံးခဲ့သည်ကျွန်တော်မှာမိုးနေ့အပြိုင်မျက်ရည်ဖြိုင်ခဲ့ရသည် အမေရှောင်းလန်းရဘဝခီးလန်းဒီမချောမွေခဲ့အမေလောကကိုကြောခိုင်းအံ့ဆဆဲကာလာတိတိုင်အောင်အမေဘဝကြံတန်းနေခဲ့သည် အမေမကွယ်လိုမီကာလာအခရတံအခုလိုမိုးဦးမှုန်တိုင်းနဲ့တွင် အမေတွေ့ကြုံခံစားခဲ့ရသည့်အဖြစ်အပျက်တို့ကို ပြန်လည်တွေးမိတိုင်းရင်မာဆုံနှင့်စွာခံစားနေရစေအလွမ်းတွေမောနေဝင်နေစေမြန်မာနိုင်ငံမှုန်တိုင်းတမိုင်းတွင်1968ခုနှစ်သည် ရခိုင်ကမ်းရိုးတန်းအလယ်ပိုင်းကိုရိုက်ရှိုးချေဖြတ်ပြီးကြောက်ဖြူမုံတိုင်းတိုက်ခိုက်သောနှစ်ဖြစ်သည် မုံတိုင်းမတိုက်ခိုက်မီကာလတွင် အဖေနှင့်အမေစီးပွားရေးရှုံချုံကြပြီးအိုးမက်အိမ်မက်ဖြစ်ခဲ့ရသည်လက်ရှိနေထိုင်နေသောတရက်တောင်ရွာမှမြေကျောအတိုင်းစုံစင်ပြီးနောင်တော်ပင်လယ်ကမ်းခြေရှိမပတ်တုံရွာကလေးသို့ရောက်လာခဲ့သည် မပတ်တုံရွာသည် အဖေရွာဟုဆိုတော်လဲအရှိန်အိမ်မက်သောမိသားစုဘဝကို အဖေသည်ရွာထဲတွင်ထားလို့ပုံမရ ရွာနှင့်သုံးပိုင်ခန့်ဝေးသည့်ရွာဟောင်းပြင်တွင်တဲတလုံးထိုးပြီးနေထိုင်ခဲ့သည်တဲတလုံးဆိုတလုံးနဲ့ပင်နောက်ထပ်မြည်သည့်တဲအမြမရှိငောင်းစီစီအဖေ၏ရီမန်းချက်ကကြက်ငှက်တနိုင်တပိုင်းမွေးရန်ဖြစ်သည် အမေဘဝတစ်ချောင်းလုံးတွင် အဖေစီမံခဲ့သည့်အတိုင်းသာနာခံခဲ့သည် အပြောင်းလဲတစ်ခုလောက်တိုင်းညှင်းဆန့်သည်ဟူ၍မရှိခဲ့အမေမှာအဖေ၏စီးပွားရေးလုပ်ငန်းတွင်ဝင်ကူဖို့ထက်တာသမီများမွေးခြင်း ပြုစုခြင်းတို့ဖြင့်သာလုံးလည်ချလည်လိုက်နေခဲ့သည်အဖေမိသားစုကိုဤသို့ရက်ပြောင်းရွာပြောင်းလုပ်နေခြင်းတွင်ကျွန်တော်မှာပညာရေးတစ်ပိုင်းတစ်ပတ်ဖြင့်အခြားတနေရာသို့ရောက်နေခဲ့သည် အဖေအမေနဲ့အတူအပြိုပြန်အရွယ်ကျွန်တော်ညီမလေးနှင့်ညီလေးလေးယောက်ရှိနေကြသည်ကျွန်တော်ညီလေးအကြီးကောင်ကိုတော့မပတ်တုံရွာရောက်တည်နေဖုန်းတော်ကြီးကျောင်းတွင်ကျောင်းအိတ်ကျောင်းစားအနှံထားလိုက်သည် ။ညီလေးအငယ်နှစ်ယောက်ကမူမူလာတန်းဆင့်ကြောင်းနေရွယ်ပင်ဖြစ်တော်လေ။ကြောင်းမထားနိုင်သည့်အရှိနေပင်ဖြစ်သည်။အဖေမှာမိသားစုတထွေးတပုံကို တော်တဲတွင်ထားပြီးရွာထဲသို့သွားကာကြာပန်းလုပ်ကင်သည်။မိသားစု၆ယောက်၏တောင်ဝန်ကအဖေခေါင်းပေါ်တွင်အတော့ကိုလေးလေးပင်ပင်ဖြစ်စည်းနေခဲ့သည်။အဖေငါပတုံရွာသို့သွားရတွင်ဒီရေပြည့်ချိန်တွင်သွားလာ၍မရပေ။တောင်ရှိလမ်းလျှောက်ကိုဒီရေများပြည့်လွှမ်းနေုံမျှမက တောင်ရှိထိလိုင်းလုံးများရိုက်ခတ်နေတတ်သည်ရေစိချိန်များတွင်သာကြောက်တုံးများကို၆နှင်းကတွားရသည် အမေကတော့ဝမ်ငါးကောင်နှင့်ကြက်ကောင်ရေ90ခန့်ကိုအစာကျွေးရသည်ကြံချိန်များတွင်အိမ်မှုကိစ္စများနှင့်လုံထွေးနေတတ်သည်အားအားရှိနေရင်ကန်းဆက်တို့ဆင်းပြီးရေမျောကန်းတင်ထင်းများကိုတာသမီများနှင့်ပြောင်းရွှေ့နေတတ်သည်သမီးဒီထင်းလုံးတင်တော့လာလာအမေပင့်ပေးမယ် အမေဒီအထင်းတော့ကိုညီမလေးကောင်းပေါ်သို့တင်ပေးလိုက်သည်ဟုတ်ပြီဟုတ်ပြီရပြီသွားတော့တားလေးကဒီကောက်ကောက်ကလေးပဲတင်နော်ရပါတယ်အမေရဲ့တားဖို့ထင်းတော့ကြီးတင်ပေးစမ်းပါဩတားလေးကသေးသေးတယ်လေထင်းတော့ကြီးဘယ်တင်နိုင်ပါ့မလဲအမေတဲမှာပေါ့တားလေးရဲ့မိမေကြီးထင်းတော့ကြီးတင်နေရတော့တားကမိမေကိုတနာတာပေါ့ဩတားလေးရဲ့လိန်မာလိုက်တာကွယ် ဒါကြောင့်ဟောဒီကသားလေးကိုမမေရချဲ့ရတာကဲကဲကဲသားလေးဒါလေးပဲတဲ့နော်ဒိမ့်ပါပါလေသားမိတို့တိမ်မှာတဏ္ဍာရီဓမ္မတေကရေရေမောမောလောက်ကန်ကြသည်ပြစ္ဆကအမေဘဝမှာရှားပါလုံးသည့်ပျော်ရွှင်မှုများကို ဖန်တီးယူနေတတ်သည်အမေမှာဆယ်ရွန်းကိုသာအလုပ်ဖြင့်လွန်ပြီးဘဝကိုနေတတ်အောင်ကြိုးစားခဲ့သည်သားမိများမှာထင်းတုံထင်းစင်းများကိုတဲရှိတရက်ပင်ကြီးရှိရင်တွင်ပြစ်ချလိုက်ကြသည် ။အောင်မလေးတားမိတွေအလောက်ကောင်းနေလိုက်ကြတာတဲဟုတ်နေကြပါလား။အဖေမှာရွာကပြန်ရောက်လာပြီးတားသမီးများအလောက်လုံးနေကြတယ်ကိုကြည့်ပါရေရေမောမောပြောလာခြင်းဖြစ်သည်။ဒီလိုနာနာနေနေထင်းတွေကောက်ထားလိုက်တော့လေကိုထွန်းစိန်ထင်းချရတာတက်တာတာပဲမဟုတ်လား။ဟုတ်ပါဗျာဟုတ်ပါကိုထွန်းစိန်ကိုယ်တို့ရွာကိုနေတိုင်းတက်ပြီးအလုပ်လုပ်နေရတာပြင်ပန်းလှပါတယ်။အဲ့ဒါကျမပါလိုက်လို့ပြေးချင်တယ်လေ အဖေဒီဦးခေါင်းကိုမော့ပြီးလေဘူးတဆုပ်ကိုမှုတ်ထုတ်လိုက်သည်နှစ်ယောက်လောက်တော့လဲနှစ်အားပေါ်ချင်းပိုက်စိတ်တွေမှာငါးပုံရွေးရင်တော့ရတယ်လေပြောတော့တာပြောရတာပါဟာငါးပုံရွေးတဲ့အလောက်ကတိတ်ပင်ပန်းတာငငင်းနှန်းတွေကလည်းနန်းစောနေတာပဲရပါတယ်ကိုထုံးစိန်ရဲ့သူများတွေလုံနိုင်ရင်ကျမလည်းလုံနိုင်ပါတယ်ဒီဘဝရောက်နေမှာတော့ဘာရဲ့ညာရဲ့လုံနေလို့ဖြစ်ပါမလားချင်းဒါဆိုလဲပြီးတာပဲဟာ ငါဒီညနေအတက်ကျွန်းစင်ပဲလှေထိုးလိုက်ဖို့ပြောခဲ့တယ်။အဲ့ဒါနှစ်ညအဲ့လောက်ကြာမယ်။ငါပုံသွားရင်းရင်လည်းတိတ်မိုးချောက်အောင်မနေနဲ့နော်။ခလေးတွေကြီးဆိုတော့ကြောက်နေလိမ့်မယ်ဟ။သိချပါကျမနားလဲပါလေ။အဖေနဲ့အမေတို့ဤဖြစ်တည်မှုအကြောင်းတရားလေးများမှာဘဝအာမံတတ္တိများကိုပုံမပြင်ပါလာစေခဲ့သည်ဟုဆိုရမည်ဖြစ်ပေသည်။ကောင်းကင်ပြင်ကြီးတစ်ခုလုံးသည်မိုးဥကာလပြီးမျက်နှာမဲကြီးဆင်ထား၏။ မိုးကရွာသွန်းဆွေရွာချနေသည်လေကတော့ပင်လယ်ပြင်ဘက်ကခက်ကြမ်းကြမ်းတိုက်ခတ်နေပြီအမေတဲရှိသို့ထွက်ပြီးကောင်းကင်ပြင်ကိုတရှမ်းမော်ကြည့်လိုက်သည်တောကြားငြိမ်သွားမှပဲဆိုသောအသည့်သည်အမေ၏နှလုံးသား၌ခိုတွေ့နေရယူလိုက်သည်တမီးရေအမေငါးပုံသွားရွေးမယ်နော်ခလေးတွေကိုဟိုဟိုတီတီချောင်းမသွားစေနဲ့ကောင်းကောင်းနဲ့ကြည့်ထားနော်ဟုတ်ကဲ့ပါအမေရဲ့ အမေဒီတောင်ရှင်လန်းအတန်းလျှောက်လာခဲ့သည်ကန်းဆတ်မှုကြောက်တုံးကြောက်ခဲများကပြည့်ကျက်နေပေရာကြောက်တုံးများကိုခက်ခက်ခဲခဲကြော်နေပြီးတွားရသည်လမ်းတစ်ဝက်အရောက်တွင် လေရောမိုးပါကျန်းလာခဲ့သည် အမေဒီတဲပြန်ရကောင်းမလားဟုတစ်ချက်စဉ်းစားလိုက်သည်အလုတ်သွားလို့ရင်ရမှာပဲဆိုတော့မိသားစု ဝင်ွေအတွက်ရယူလိုမှုသောလောဘတရားကစိတ်ဆော်လိုက်ပြန်ရာ ရှေလန်းများကရှေ့သို့လှမ်းမြဲလှမ်းနေသည် မိုးတန့်နေတန်နဲ့ကန်းဆက်တို့လှမ်းရိုက်တံများပုံမုံမီဟီးလာခဲ့သည်အမေရွာတို့အဝင်တွေကလေကြီးပြင်းထန်စွာတိုက်ခတ်နေသလိုမိုးကလည်းတန်ကုန်ဟစ်ပြီးရွာသွန်းခဲ့လေပြီပင်လေဒီရေများကလည်းတလဟောပြည့်တက်လာကြရာရွာဝင်လန်းကိုဖိနှင်းထားကြလေပြီပင်လေလိုင်းလုံးကြီးများကမူကမ်းခြေအုံးမင်တန်းများကိုမညာမတာဖိရိုက်နေရှိပြီမပတ်တုံတူအောင်သည်အုတ်အုတ်တောင်းနေဖြစ်ကုန်ကြလေပြီ အချို့မှာတက်တာကိုတဲပြီးဖုံးတော်ကြီးကြောင်းသို့ပြေးဝင်ကြသည်အချို့မှာတက်ကြီးရွယ်အိုများနှင့်ခလေးများကိုခက်ခန့်ခိုင်အိမ်များသို့ပို့ကြသည်ဒါမှုန်တိုင်းတိုက်နေတာပဲဒုက္ခပဲကျမခလေးတွေဘလို့နေကြမလဲနော်အမေမှာတကူလုံးချွဲချွဲဆိုကကျက်တငယ်ရေထဲကြသည်နဲ့ဖြစ်နေရှိပြီမုံတိုင်းထဲတွင်စိုးရင်ကြောက်ရွံ့နေကြမိတာသမီးများဤမျက်နှာငယ်ကလေးများသည်အမေစိတ်ရင်ပြင်တွင် ပြည့်တိတ်နေရာယူနေကြသည် ငါသားသမီးတွေစီအမြန်ပြေးမှပဲသို့တော်အမေလာယာနန်းတခြားပင်လယ်ရေပြင်ကြီးဖြစ်၍နေရှိပြီတောင်ချီကသွားလို့တော့မဖြစ်တော့ဘူးတောင်ကျောဘို့လှန်တက်ပြီးကြော်ဆင်းမှဖြစ်မယ်အမေဒီထမိန်ကိုခတ်တုတ်တို့ပြင်ဝတ်ပြီးရွာအနောက်ဖက်ပြင်းချောင်းကွင်းဘက်သို့ပြေးထွက်လာလိုက်သည်အရှိတွင်လှောင်သားချိုင်းချောင်းကခက်ပြင်းပြင်းစီစင်းနေသည်ဒီလောက်ရေကြတာကုတို့ရပါမလား တောင်ကြီးရေကိုကြည့်ပြီးအားငယ်စိတ်ကမရှင်မရဲဝင်ရောက်လာသည် အထက်ဘက်တက်ပြီးကိုရင်တော့ရနိုင်ပါတယ်လေအရက်နေတယ်ဒီလိုအချိန်မျိုးမှာတွေ့ဝင်နေလို့ရမလားငါသားသမီးတွေထက်အရေးကြီးတာဘာရှိသေးလဲသားသမီးရဲ့အတွက်ဖြစ်တည်နေသောတောကတရားသည် အမေရင်ထဲ၌လုံထွေးရစ်ပတ်နေ၏အမေသည်ရှောင်းပြားပိုင်းသို့ကြိုးစားတက်လိုက်သည်လေတံမိုးတံတို့သည်တော်တော်ညံနေပေသည် တက်ကိုင်းများနဲ့တိရွာများမှာလေထဲတွင်အစုံလိုက်အပြုံလိုက်နှွင့်ပြန်ဝေဝဲနေကြသည်အမေသည်ရှောင်းပြားပိုင်းကဖြတ်ကူးလိုက်သည်ဟလိုဖျားဖျားဖျားရှောင်းလက်တို့အရောက်တွင် ရေစီးအားကြောင့်ရိုင်းလဲသွားရာအသင့်ပါလာသောဒုတ်ဖြင့်ထောက်ကန်ထားလိုက်ရသည် အမေမှစူးစားပြီးဖြတ်ကူးနေသည်တဖက်ကန်းတောင်ရှည်တို့ခက်ခက်ခက်ခဲရောက်သွားသည်ငါသားငါသမီးတွေဘလို့ဖြစ်နေကြမလဲမသိဘူး ။စိုးရင်စိတ်ကရင်ထဲတွင်အလူအည့်နေရာဝင်ယူသည်။တပည့်များကိုဆွဲပြီးတောင်ကျောသို့တွေ့ရှိတက်လိုက်သည်။တောင်ကမဆောက်လိုက်တာဒုက္ခပဲ။ကြိုးစားပြီးတက်လိုက်ရာအမေတောင်ထိပ်ပိုင်းသို့ရောက်သွားသည်။မိုးရောလေရောပူပြီးကျန်းနေသည်။တောင်ဟောအတန်ကြီးများထွက်ခါလောကကြီးအာမန်ဖြစ်နေသည်။ပင်လယ်လိုင်းလုံးကြီးများတောင်ချေသို့ဆောင်းရိုက်တံများတဲ့ကဘာပြက်ခမန်းကြားနေရသည်တိကိုင်းများတဖုံးဖုံးကျိုးဆင်းနေ၏ အချိန်မခိုင်သောအပင်ငယ်များလည်းတပိုင်းပိုင်းလဲနေကြသည်အမေမှာချမ်းလွန်၍တခိုက်ခိုက်တုန်နေပေပြီရှည်လက်များဖြူဖက်ဖြူရော်ဖြစ်ကာသွေးဆုပ်တလို့ဖြစ်ခဲ့သည်ရှည်တော်တို့မှာဘယ်အရာနှင့် ထိခိုက်မိမှန်းမသိနာကျင်စွာခံစားနေရသည်တမီးရေတားတော့ရေအမေလာနေပြီဟေ့အမေလာနေပြီအမေဒီဆန္ဒစော်တရားများသည်နှုတ်ပြောစကားများအဖြစ် နှုတ်မထွက်လာအောင်ထွက်သွားသည်တိပင့်တေကိုင်းတို့ဤကြိုးကျင်မှုကြားမှအမေ တောင်ရှည်တို့ကြိုးစားပြီးဆင်းလိုက်သည်အမလေးတေကိုင်းကြီးတကိုင်းကြိုးဆင်းလာရာ အမေမှတိပင့်ကြီးတပင်ဤရှည်ရင်တို့ပြေကပ်လာရသည်နှင်းပေတို့သာမဟုတ်လျင် ပွဲချင်းပြီးစသိမ်းသွားနိုင်သည်တောင်ရှည်တို့ရောက်လျင်ရွှေတူချိုင်းလေကွင်းကကြည့်ကြုံနေပြန်သည်မိုးရင်များမှာမျက်နှာပြင်အနှံ့ ခိုတွဲအိုင်တွန်းနေပြရလက်ဖြင့်မကြမကြပွတ်တိတ်ပေးနေရသည်ငွေများတဲ့မိုးစက်များကခန္ဓာကိုယ်အနှံ့ဒရဆက်ကျက်ပတ်နေ၍တော်တော်ပဲဆွေးဆွေးရွားဝါခံစားနေရသည်ရွှေတူချိုင်အုံတော်ကိုလှမ်းကြည့်လိုက်ရာ အုံးပင်များတအုံးအုံးတစ်ပိုင်းပိုင်းလဲပြိုဆင်းနေကြသည်မလဲမပြိုကျန်နေသောအုံးပင်များမှလည်းတရဲတဆေကြီးများသည်ဖွယ်ရိန်ထိုးကခုန်နေကြသည်ကွင်းပြင်လေးကိုပြေးပြေးလွတ်လွတ်ဖြတ်ကျော်လိုက်သည် ကန်းဆက်အစုံတွင်ချွေကိုချန်ချောင်းကကာစီနေပြန်လေဟုတ်တော်ရှောင်းရီကဝဲကတော့ထိုးပြီးစီးစင်းနေပြီဟာအနေရင်ထိတ်သွားသည်ဒီအတိုင်းဆိုငါသားသမီးတွေနဲ့တွေ့ဖို့လွယ်ပါမလားအမေဤမြုံဝန်းအိမ်တောင်စုံများမှမျက်ရည်များလိမ်ဆင်းသွားကြ၏ရှောင်းကန်းတစ်ဖူးအတိုင်းမတ်တုပ်ဖရာကင်းဘက်သို့ကပ်လိုက်၏ရာကင်းရှိတရက်ပင်ပိနေပင်များနှင့်နနတော်တစ်ခုလုံးမှာမှုံတိုင်းမှွေနောက်ထားမှုကြောင့် ပုံပြတ်ပန်းပြတ်ပျက်စီးနေကြသည်။ရှောင်းပြားပိုင်းတို့အရောက်တွင် အရဲစွန့်ပြီးရေထဲသို့ဆင်းလိုက်သည်။ဟာရေကြီးအားကြောင့်ခြေထောက်မြောက်တက်သွားရာအမေမှာချောင်းရည်စီးထဲတွင်ဒလင်းခောက်ခွေးမျောပါသွားတော့သည်။ရေများမှာနှာခေါင်းပေါက်ဗစက်ပေါင်များမှာအမေဤခန္ဓာကိုယ်အိမ်ထဲသို့မညာမတာတိုးဝင်နေကြသည်။နှာခေါင်းနှင့်လက်ချောင်းတို့တွင်စိုးဝါးသောနာကျင်မှုများကိုခံစားနေရသည်။ရင်ဘတ်ထဲကလည်းနာကျင်လို့နေသည်။ သို့သောအမေကအာမလျှော်တတိကိုခံခံထားပြီးခွန်အားရှိသမျှရုံးကန်က တဖက်ကန်းသို့ရောက်နိုင်၏အတွက်ကြိုးစားနေသည် ရေထဲတွင်မျောပါနေရင်းတားငဲ့သမီးငယ်များ၏အားငယ်မျိုးဝန်းများက အမေ၏အာယုန်ထဲတွင်ထင်ဟပ်နေကြသည် အမေသည်ရှေးတောက်ကိုပြန်လဲရက်တည်နိုင်ဖို့အတွက်အလီလီကြိုးစားသည်ချောင်းထဲတွင်ဖျဲသီးလုံးချော်ပြီးရေညှိများဖြင့်ချောကြည့်နေသောကြောင်လုံးအစီရေရှိနေသည် အမေမှာစူးစားပြီးရက်လိုက်ချောကြည့်နေတော့ကြောက်လုံးများကိုသာနေမိနေပေရာရက်တည်၍မရပေရေတန်းချောင်းကကျူပင်ငယ်များပါရင်ခါထိုးနေသည် အမေဤစူးစားမှုရလန့်ဟုဆိုရပေမည်တချီတော့ကြောက်တုံးခကြီးကြီးတတုံးကိုနေမိလေရာအားကြီးပါကြီးစောက်ကံပြီးကူလိုက်သည် အမေဤကံအားလက်နက်ဖက်ဖြင့်ဆွဲရက်အားနှင့်ရေဤတုံးအားတို့ကြောင့်တဖက်ကန်းသို့ရောက်သွားတော်သည် အမေမှာမောင်လေးရဲ့အနေထားနဲ့ပင် အသက်ကိုပြင်းပြင်းရှူပြီးနေလိုက်သည်ငငယ်တုန်းကအပေါင်းအဖော်များနဲ့ချောင်းထဲမြောင်းနဲ့ပြေးလွှားဆော်ကစားရင်ရေကူးတက်ခဲလို့သာအသက်တစ်ချောင်းကျွင်းခဲ့ရသည်ဟုနှလုံးပိုင်မိသည် အမေအမောအနှဲငယ်ပြေးသည်နှင့်လေးဘက်ထောက်ထပြီးထိုင်လိုက်သည် အရက်လေးမျက်နာကိုလက်အုပ်ရှိပြီးရှိခိုး၏ငါသားငါသမီးတွေကိုကြမ်းကြမ်းမာမာနဲ့ပဲပြန်တွေ့နိုင်ပါသည် အမေဒီအာတင်မီတောင်ထိပ်သို့တက်လိုက်ပြန်သည်တိပင့်တက်ခတ်များကို တွေ့ကြိတ်ဆွမ်းငင်ပြီးတက်နေရသည်အမေမှာအဖေနှင့်ညားစာတုံးကလင်းမျက်နာတရွာထင်၍လိုက်ခဲ့သည်ဤတော်ဤတော်တွင် ထင်းခွေဘူးခဲ့သည်မှုရှာခဲ့ဘူးသည် အပြောင်းပြောင်းအပြန်ပြန်တက်ဆင်းခဲ့ဘူး၍လမ်းတည်နေသည်ကြောက်တုံးကြီးတတော်နာတို့အရောက်တွင်မြင်ကွင်းတစ်ခုသို့အာယုံရောက်သွားပြီအနည်းသို့လှမ်းကြည့်လိုက်သည် အမွေးတော့မဆုံးသေးသောငှက်ကလေးတစ်ကောင်တောင်မှတစ်ဖြက်ဖြက်ခတ်ခါ မုံတိုင်းတံကိုမရှုမလခံစားနေရရှာသည်။ငှက်ကလေးမှာအမေကို အာကိုတကြီးကြည့်နေရှာသည်။အော်နင်းနဲ့ဒုက္ခပါလားငှက်ကလေးရဲ့။အမေဒီငှက်ကလေးကိုလက်ဖြင့်အသာယာမပြီးကြောက်တုံးကြီးအောင်လေကွယ်ရာ၌ထားလိုက်သည်။အပေါ်တို့တစ်ချက်မောကြည့်လိုက်ပြန်သည်။ငှက်ကလေးဤမိခင်ဖြစ်တံရသည်။တစ်ပင်ကြီးအကာအွယ်ကိုယူကာတစ်ကိုင်းချောက်ငုံဆုံးကလေးတစ်ခုပေါ်တွင်ဇယက်ငှက်မတကောင်နားနေသည်။ တိုက်မြုံကလေးကတော့လေလွင့်ရာလွင်သွားခဲ့ရှာလိမ့်ပြီ။မှန်ခဲ့မှလေးမှာသူ့သားငယ်ကိုမိခင်တို့၏ကြီးမားသောမြတ်တာဖြင့်စိုက်ကြည့်နေ၏။သို့တော်သားငယ်ကိုမကယ်နိုင်ချာ။သူကိုယ်တိုင်တော့အရှိန်မီတို့ဖန်လာမီကိုတိနိုင်မီတဲ့လား။ငါကလေးသားမိကိုတွေ့မှအမေပိုပြီးဝမ်းနည်းလာသည်။နင်းလည်းငါလိုပဲလားဆက်မလေးရဲ့။ရင်ထဲမှတိုးတိတ်စွာ အမေရေရွတ်လိုက်၏။အားငယ်ဆိုရင်မှစိတ်ရှည်ရများသည်။ အမေဤမျက်နှာပြင်မှာထင်ဟပ်နေ၏။မုံတိုင်းလေသည်လောကကြီးအားတိမ့်တိမ့်ခါအောင်ကင်လှုပ်နေသည်။တောလုံးတောင်လုံးကြွေကြွေပြုံးနေ၏။မလဲမပြုတ်ပဲကြံနေသောတစ်ပင်များသည်လည်းတိတ်ခတ်တိတ်ရွတ်တို့စင်းရဲကုန်ကြပြီ။ချေချေကြီးဖြင့်ရင်းထိုးကခုန်နေကြသည်။အမေသည်ရာသမျှဖျားစာများကိုအစီအစဉ်တကျယွင့်နေမိသည်။ဗုဒ္ဓံတရဏံကိစ္ဆာမိလည်းပါသည်။တန်ဗုဒ္ဓေဘာသာလည်းယွင့်မိသည်။ တောဆောင်နဲ့တောင်ဆောင်နဲ့မဆပါမီအကြောင်းကအစုံရောက်တဲ့ရရာရေရွနေမိသည်ဒီတရှိတွင်အမေနောက်ကျခဲ့လေပြီ မိခဲ့သူအမြချောင်ချိန်မရလိုက်ခန္ဓာကိုယ်ကြီးလဲပြိုဆင်းသွားလေတော့သည်ခေါင်းကပူကနေခံစားလိုက်ရ၏ခနာလေးမှေပေထထိုင်လိုက်သည်နာလိုက်တာအမေခေါင်းကိုဆမ်းပြီးကန်ကြည့်လိုက်လက်တွင် သွေးများဆွန်းထင်းပါလာ၏ဟာ ခေါင်းကွဲသွားပြီ။သွေးတွေတလဲဟောယိုစီးထွက်လာကြသည်။သို့တော်ချိုဆွဲပြီးတာချင်မနေ။မိုးရေဖြင့်စီးသွားကြ၏။တဲကိုင်းနဲ့ရမ်းမိတာမဟုတ်လို့တော်သေးတာပေါ့။အမေမာကြိုးကြလာတော့တဲကိုင်းကိုရှောင်လိုက်ရင်ဂဲလုံးနဲ့ချက်ထိပြီ။နည်းနည်းအေးလံသွားခြင်းသာဖြစ်သည်။ငါသားငါသမီးတွေဘလို့များနေကြနိုင်မလဲနော်။စိုးရိမ်မှုစေတသိက်သည်နှလုံးသားတွင်လာဆောင်သည်။ အမေမှာဒုက္ခသစ္စာတရား၏ဖြစ်ခြင်းမှုကိုမရှုမလခံနေရရှာသည်။တာသမိများနှင့်တွဲလုံမှုသာနာတရားသည် အမေအားပြင်းပြင်းထန်ထန်ဆေးဆော်နေသည်။တောင်အောက်သို့ပြေးဆင်းလိုက်ပြန်၏။သို့သောထင်သလောက်ခရီးမတွင် ကျိုးကျင်နေသောတစ်ကိုင်းများလဲကျနေကြသောတစ်ပင်များကလမ်းပိတ်ဆို့နေကြသည်။အခါခဲအတားစီများကိုကိုယ်ပတ်ချောင်ဖယ်ပြီးဆင်းနေရ၏။ဟာဟိုမှာရောက်ပြီဟေးရောက်ပြီ။ အမေမှာခေါင်းကနာကျင်သေးကိုသတိမရနိုင်ပဲ။ကွင်းပြင်ထဲသို့ပြေးထွက်လိုက်ပြီ။အမေကွင်းပြင်ကနေကမ်းခြေဘက်သို့လှမ်းကြည့်လိုက်ပြီ။တစ်ပင်ရှုံတဲ့တော်တန်အကာအကွယ်များကင်းမဲ့နေပြီမို့။ပင်လယ်ပြင်ကြီးလိုအထင်းသားမြင်နေရသည်။ပင်လယ်ပြင်ထဲတွင်ကဖြာထွက်နေသောရိုင်တိုင်းပုံများဖြင့်လိုင်းကပါကြီးဖြစ်ပေနေကြတော့သည်။ရောက်ကနေမှအမေမှာပို၍ရောက်ရှင်နေသည်။ခြေကကာစည်းနေသောတော်တန်ကလေးကိုဖြတ်ကျော်လိုက်သည်။ဟင်တဲလေးမရှိတော့ပါလား ။ငါသားငါသမီးတွေတော့ကိုရိုးနေပြီထင်ပါရဲ့။မုံတိုင်းနဲ့အပြိုင်အမေမျက်ရည်ဖြိုင်ခဲ့ရလိမ့်ပြီ။တဲကလေးနေရာတို့ရှင်းကပ်လိုက်သည်။တဲကလေးမှလဲကျနေသောတစ်ပင်ကြီးမြေဆုံနာတွင်ဖယိုဖယဲလဲပြိုပြက်စီးနေသည်ကိုဝမ်းနေဖွယ်ရာတွေ့လိုက်ရသည်။သားတို့သမီးတို့ရေအမေဒီမျက်နှာကိုဟိုဟိုတီတီလှက်ပတ်၍ကြည့်ရင်တာကုံဟစ်ပြီးခေါ်လာ၏အမေ၏အသားမှာမှုန်တိုင်းထဲတွင်နေဝင်သွားသည် တာသမီတို့၏အတံပလံကိုကတစိုးတစည်းမြမကြရတားတို့သမီးတို့ရေသမီးရေတားရေဘလို့လောက်ကြမလဲရှင် ခလေးတွေမရှိကြတော့ဘူးမုံတိုင်းတည်တိုင်မဲတိုင်နေသည်အမေဤခန္ဓာကိုယ်လေးမှာချမ်းလွန်းသဖြင့်နတ်ဝင်တယ်မလို့ဖြစ်နေ၏တန်ရောစဉ်တရားဤတွန်းအားကြောင့်တောကမိသည် မေဤရင်ထဲတွင်ပြင်းထန်သောလောင်ကျွမ်း၍နေလေပြီမိရကမိတွင်သာသမီကြောင့်ဖြစ်တည်သောတောကမိသည်အပူပြင်းဆုံးအလောင်ကျွမ်းဆုံးဟုဆိုထားသည်မဟုတ်ပါလားပံဝင်းကျင်အနှံတောင်ကူးမြောက်ပြန်အမေချာနေ၏တားပြောက်ကိုချာနေသောမိခင်ဤတောကမှာဘယ်အရာနည်းအမျှနှိုင်းမရအောင်ကြီးမားလွန်လာသည်ပြင်းစွာသောမိုးချိန်တန်ကြီးအဆုံးတွင်မိုးကြိုးတစ်ချက်ပြစ်လိုက်ရာကြောက်ကြောက်လန့်လန့်ဖြင့်မြေပြင်ပေါ်သို့အမေထိုင်ချလိုက်မိ၏ ဖျားဖျားဖျားငါသားသမီးလေးတွေအသက်အန္တရာယ်ချမ်းသာကြပါစေထိုင်လျက်ကလက်အုပ်ချပြီးဆူတောင်းလိုက်ပြန်သည် မိုးချုံတန်ကြီးကထပ်၍မြည်ဟီးလာပြန်သည် မိုးချိန်မိုးချိုးပြက်လျင် လေကျော်ပြက်သည်ဟုအမေကြားဖို့သည်မိုးချုံတန်ကြီးဖြတ်လိုက်ဆမ်းပါမိုးချိုးကြီးဖြတ်လိုက်ဆမ်းပါစိတ်ထဲကကြိတ်ပြီးဆူတောင်းနေမိပြန်သည် အမေဆူတောင်းပြေသွားသည်ဟုပဲဆိုရမလားမသိဘူး နေရောမိုးပါအာရော့သွားတယ်လို့ဖြစ်သွားသည်တမီမလှသိရင်အမေရောက်နေပြီလေတားတို့တမီတို့ဘာမှလဲဟမ်တားတို့တမီတို့ရေကိုကြီးနွမ်းနေမှုတောကားဤရိုက်ခတ်မှုတို့ကြောင့်အတန်များပင် ပြဝင်နေလိမ့်ပြီပေပေတတမထွက်ရှင်တော့ရင်ထဲတွင်တင်းကျက်ပြီးလေချောင်းတွင်တင်းဆို့နေသည် ခလေးတွေဒီနားတစ်ဝိုက်မှာမရှိသည်ကတေချာသည် မဆိုးကောင်းဆိုးကောင်းတခုခုဖြစ်ခဲ့လျင်တွေ့နိုင်မြင်နိုင်သည်အမေစောက်တီရမရတော့တောင်ရှည်ဘက်သို့ပြေးသွားလိုက်ပြန်သည် လေတိုးအားကြောင့်တောင်ရှည်သို့ချက်ချင်းရောက်သွားသည် အင်္ဂလိပ်သက်သာခန့်ကြောက်တုံးကြီးတတုံးကရှေ့ကစီးနေသည်ကြောက်တုံးကြီးအားမှုန်တိုင်းကတုံလုံးချင်းကမိတို့အမြမဆွမ်းဆောင်နိုင်ကြောက်တုံးကြီးမှာနေမုန်တိုင်းကိုဂယုပြုပုံလည်းမရကျမကြီးတောင်ပန်ချပြီးတာသမီများကို အုံမိုးက ဘေးအန္တရာယ်များမှကာကွယ်ပေးနေတယ်လို့မျိုးရှိနေ၏။တဘာဝရုပ်တွင်မှာအံ့ဩစရာဖြစ်နေသည်။လေးကွယ်ရာဘက်ကြောက်တုံးကြီးကိုမှီပြီးအမေရက်နေလိုက်သည်။ဒါကိုထွန်းစိန်ပြောခဲ့ဘူးတဲ့မိုးဟိုကြောက်ဆိုတာပဲ။တတင်ကားအသည့်သည်ရင်ထဲတွင်လင်းလက်သွားသည်။တွားရင်းလာရင်မိုးမိရင်မိုးခိုလို့ရတယ်လေ။ကိုထွန်းစိန်တခါကပြောခဲ့ဘူးသောစကားများကနားထဲသို့အစီအရေဝင်လာပြန်သည်။ ခေါင်းကနာလုံးလာတဲ့ဖြင့်လက်ကလေးဖြင့်ဆန်းကြည့်လိုက်ရာသွေးကစီးကြလာပြန်သည်ဒုက္ခပဲငါအဖြစ်ကဆိုးလာကြည်လားအမေမှာရှေ့ကြည့်လဲတောနှင့်ခေါင်ခေါင်နောက်ကြည့်လဲတောင်နှင့်ဆင်ဆင်ကြည်လျာမြင်လျာမှာဝမ်းနည်းစရာကြီးဖြစ်နေပေသည်မှုံတိုင်းတဲ့ကတားပြောက်မိခင်ကြီးအဖြစ်မှာအယားယာသည်မှောင်မဲဝေဝါးနေရှိပြီငါမိုးခိုကြောင့်ဝင်ပြီးမိုးခိုလိုက်ရင်တတ်တန်ရရမှာမယ် မဖြစ်ဘူးမဖြစ်ဘူးကလေးတွေမရှိတဲ့ဘဝမှာငါအသက်ရှင်နေဖို့ရောဘာထူးအောင်မလဲကလေးတွေကိုမတွေ့တွေ့အောင်ရှာရမယ်မုံတိုင်းကမဆဲသေးပင်လယ်လိုင်းလုံးကြီးများကလည်းရိုက်ခတ်မြဲရိုက်ခတ်နေသည် အမေဒီကြောက်တုံးကြီးအတွင်ဘက်သို့ပတ်ကြည့်လိုက်သည်ဟာဟိုမှာမမေကြီးမမေကြီးရေမမေကြီးတားတို့တားတို့ဒီမှာမမေကြီး တားတို့ကိုကဲပါဦးတမီးတို့ဒီမှာမင်းမေမိခင်နဲ့တာသမီးများမတေတို့ပြန်ဆောင်ရတော့ပေါ့ကွာရင်တွင်မှာလှိုင်မောတံများနဲ့မိုးချိုက်တံများမှာမိုးကိုကြောက်သေးတွင်ပဲ့တင်ထပ်နေသည် ပြန်လဲကွဲကွာသွားကြမည်ကိုအလွန်မင်းစိုးရင်သွားကြ၏တာသမီးများသည်မိခင်ဤရင်ခွင်တွင်သို့ဝင်ပြီးတင်းကျပ်စွာဖတ်ထား၏မင်းမကြီးတတတတကြောက်တယ် အငယ်ဆုံးသုံးနှစ်သားလေးကသူ့အမေကိုပြစ်ဖက်ရင်းပြောလိုက်အမေရင်ထဲတွင်ဖြေမစင်နိုင်ဖြစ်ကမြဝန်းအစုံမှမျက်ရည်များစီးကျလာပြန်သည်သားသမီးများ၏ကြောပြင်ကိုလက်ကလေးဖြင့်အตาရာပုတ်တက်နေမိသည်လိန်မာလိုက်ကြတာကလေးတို့ရဲ့မမေဖြစ်လေသားတို့သမီးတို့ကံကြမ္မာကိုတွေးပြီးရင်ခွဲမတက်ခံစားရတယ်ကွယ်အမေနဲ့တာသမီးများ၏မျက်နှာပြင်များတွင်မျက်ရည်ကြီးကလေးများတွဲလဲခုန်နေကြသည် အမေတကလုံးသည်နတ်ဝင်တယ်မလို့တခိုက်ခိုက်တုံနေသည်အမေတိတ်ရှမ်းနေပြီယော့ဒီမှာအဝတ်ထုပ်ကြီးပါလာတယ်တမီးမလာတိုင်းသည်အဝတ်ထုပ်ကို ဖွင့်ပြီးအမေအဝတ်စားများကိုရွေးပေးလိုက်သည်လိန်မာလိုက်တာတမီးလေးရဲ့ဒီအဝတ်စားတွေပေါ့ဘလို့ရခဲ့တာလဲကွယ်မမေဖြင့်အံ့ဩလိုက်တာအမေမှာတုံတုံရင်ဖြင့်အဝတ်များကိုလဲနေသည် အမေရွာကိုသွားလို့တိတ်မကြလိုက်ဘူး လေတွေအရန်တိုက်လာတယ်လေတဲလည်းအရန်လှုပ်လာတယ်ဒါကြောင့်သမီးလည်းကြောက်စိတ်တွေဝင်လာတယ်ဒါကြောင့်လလန်းမီရအဝတ်တွေစုထည့်ပြီးထုတ်ပိုးလိုက်တယ်ပြီးတာနဲ့ချက်ချင်းပဲမောင်နှမတွေတယောက်တက်လက်ဆွဲပြီးဒီကြောက်ကူကြီးတဲ့ပြေးဝင်လာခဲ့ကြတာပဲအမေရဲ့သမီးဒီကိုကြီးကိုဘလို့လုံးသိနေတာလဲဟင်မကြသေးပါဘူးအမေရဲ့ဟိုတနေ့ကပဲမောင်လေးနဲ့ဒံကျော်ရွက်တွေလာခွင့်ရင်တွေ့ခဲ့တာပါလိန်မာလိုက်တာသမီးလေးရဲ့ တားတို့သမီးတို့အသက်အန္တရာယ်ကြီးကိုကို့အတီလေးနဲ့ခြောင်တိန်နိုင်ခဲ့တယ်နော်အမေမှလမ်းခရီးတွင်တွေ့ခဲ့ရတော့မှန်ငယ်မာလီတားအမိကိုတတိယလိုက်မိသည်ငါကို့တို့ကောင်းမှုလောက်ခဲတို့ကောင်းချိုးရတာပဲမှန်ငယ်လေးကို လုံလုံအောင်လောက်ခဲတို့ငါသမီးတွေလုံချုံရဘေးကင်းရရောက်ခဲ့တာပဲကောင်းမြတ်တော်စေတသိက်ကလေးကအသေးရင်ပြင်တွင်စိုးမိုးနေရယူလာသည် အမေတားသမီးတွေကျမကြီးမရှိရဲ့ကြက်ကလေးတွေလိုပဲ အန်ဒီရေကိုစုပြီးကာကွယ်နေကြတာကိုအမေဖြစ်လေအမေမှာဆက်ပြောနိုင်စွာမရှိတော့ရင်ထဲတွင်တစ်ဆို့နေသည်မှုန်တိုင်းကနည်းနည်းအားပြော့လာသလိုကဘာလောကကြီးကလည်းလင်းရောင်ကြီးများတန်းလာနေပြီအတိတ်နှင့်ပြစ္ဆုတ်ပံကာလနှစ်တန်းကြားတွင် ဖြစ်ပျက်မှုဖြစ်တည်မှုအကြောင်းတရားလေးများသည်ဘဝဤစီမျောကြောင်းအလိုက်အရာအမျိုးမျိုးအတွင်တန်းအမျိုးမျိုးရှိတတ်ကြသည်ကျွန်တော်မွေးရမည်လည်းဖြစ်တော့ ကြည်ပင်းကျင်နေခဲ့ရနေရာလဲဖြစ်တော့ဤဒေတာဤဘဝစာမျက်နှာကိုမိုးမုံတိုင်းကအခါအားလျော်စွာ မထင်ရင်မထင်တယ်လို့အယောင်နဲ့ကြီးများရှည်ပေးတတ်သည်အတန်ဆိုးကြီးများဖြင့်ရှောက်လက်တတ်သည်နင်းရှည်တတ်သည်ဝါးမြူတတ်သည်ကျွန်တော်အားကိုးရာ ရှင်တန်ရာမိကိုရာမြင့်မို့သည်ပင်လည်းရင်မုံတိုင်းကြီးဤမထင်မှန်းမပြူခြင်းကိုအံကျိတ်ခံခဲ့ရပေရာပြန်လည်တွေးမိတိုင်းကျွန်တော်နှလုံးသားတို့ ပြက်ကျွေလို့မတက်ခံစားခဲ့ရသည်သို့တော်ကျွန်တော်မြင့်မုံမမေကမုံတိုင်းရွှေလည်းမကြွေခဲ့မုံတိုင်းကြံလည်းမနွမ်းခဲ့သာသမီများပေါ်တွင်ထားရှိသောအမေဤမြတ်တရားတို့မှာပင်လေကဲ့သို့ကျယ်ဝန်းသည်သမုတ်တရားကဲ့သို့နှဆိုင်သည်စိန်ဆန်းရေးကဲ့သို့အေးများသည်မိုးကောင်းကင်းတမျဆင်ကျယ်သည်မြင့်မို့တောင်းတမျမြင်မာသည် ကျွန်တော်မမေကမြင့်မုံမမေသည် နိုင်ငံအကောင်ကြီးမကကျင်း2004ခုနှစ်ဒီဇင်ဘာလဟုတ်ကဲ့ပါခင်ဗျာဆာရဲတို့ဆရာကြီးကျွန်းစင်နေဆော့ခတ်ရေးတာတော့မုံတိုင်းဖြူပြုံမတဲ့လားများမြင့်မို့လို့အမိရတယ်ဝတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာအချိန်ပေးပြီးဝင်ရောက်နားဆင်အားဖြည့်ပေးခဲ့ကြသူညီကောင်မတော်များအလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတော်များအလုံးကိုစိတ်နှပါရှင်လန်းရှမ်းမြေ့ကြပါစေခင်ဗျာ